ဒီပီပီရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။လူဦးရေ52တန်းနီးပါးနေထိုင်တဲ့အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျကာတာဟာတိုကျိုကိုကျော်ပြီးတော့ကမ္ဘာအကြီးဆုံးမြို့ဖြစ်လာပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာကတော့လူသန်း40နဲ့ဒုတိယနေရာကိုတက်လာပါတယ်။2018တုန်းကထိတ်ဆုံးမှရှိတဲ့ဂျပန်နိုင်ငံမြို့တော်တိုကျိုကတော့လူဦးရေ33သန်းနဲ့တတိယနေရာကိုကျဆင်းသွားခဲ့ပါတယ်။ ခေါင်းဆောင်အုပ်ဖုံးပြောခဲ့ကြပြီးမှအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာလာမယ့်နှစ်ဧပြီလမှာပေကျင်းကိုသွားရောက်မှာဖြစ်ပြီးတရုတ်သမ္မတရှီကျင့်ဖင်ကိုလည်းဝါရှင်တန်လာဖို့ဖိတ်ကြားခဲ့တယ်လို့အတည်ပြုပါတယ်။တကယ်သစ်ပင်သစ်ကိုင်းတွေနဲ့ပဲဖန်တီးထားတဲ့55မီတာမြင့်တဲ့ခရစ်စမတ်သစ်ပင်ကြီးကိုဂျာမနီနိုင်ငံဒေါ်မွန်မြို့မှာရောင်းဆောင်မီတွေနဲ့အတူထွန်းညှိစိုက်ထူထားပြီးကမ္ဘာအမြင့်ဆုံးခရစ်စမတ်သစ်ပင်ဖြစ်တယ်လို့မြို့တာဝန်ရှိသူတွေကထုတ်ပြန်ပါတယ်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။